အလုံးမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူကနေကြိုဆိုပါရယ် BBC ရဲ့ Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပရမသုံးသတင်းကတော့တဆန်းအနေပေါ်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ် Man United ကအခုနှစ်နွေရာသီမှာ Everton နဲ့ England နောက်ခံကစားသမား Gerard Brandwaite ကိုခေါ်ယူဖို့အတွက်အဆင့်အင့်ဖြစ်နေပြီလို့သိရပါတယ်ခင်ဗျာ Brandwaite United တို့ရဲ့သတင်းတွေကပြီးခဲ့တဲ့နွေရာသီမှာကြက်ကြဲလောင်လောင်ပေါ်ထွက်ခဲ့ပြီးတော့ United ကိုရောက်ဖို့အနည်းဆက်ဆုံးအခြေအနေရှိခဲ့တာပါ။ဒါပေမဲ့ Harry Maguire ကိုပဲအသင်းမှာဆက်ထားခဲ့ပြီး Brandwaite ကိုလည်းအကြောင်းအမျိုးကြောင့်မခေါ်ယူနိုင်ခဲ့ဘူး။သို့ပေမဲ့ Brandwaite ဒီ Everton မှာနောက်ဘောလုံးရာသီတရာသီဆက်ရှိဖို့ဆိုတာလုံးဝမသေးကြတော့ပါဘူး။အခု Brandwaite နဲ့သတင်းထွက်နေတဲ့ကလပ်အသင်းတွေဒီမြင်များစားမရှိဘူး။ Manchester United နဲ့ Real Madrid ပဲဖြစ်ပါတယ်။ Madrid ကတော့ထားလိုက်ပါတော့နောက်ခံကစားသမားတယောက်မဖြစ်မနေလိုအပ်နေတဲ့အချိန်မှာ talented player တွေနဲ့အကုန်သတင်းထွက်မှာပဲဗျာ။ပြီးခဲ့တဲ့ရပ်ပိုင်းကပဲ Dean Newson နဲ့သတင်းထွက်ခဲ့သေးတယ်။အဲ့တော့ကျွန်တော်တွေက Real Madrid ရဲ့ low-in ကိုအတိအကျကြီးသွားမှန်းဖို့ကမလွယ်ဘူး။မိသည့်ကစားသမားမဆို Real Madrid ရဲ့ defender ဖြစ်သွားနိုင်တယ်။သို့တော့ Jerome Brandwick ကြတော့အင်္ဂလန်သားလည်းဖြစ်တယ်။ ရီးမားလီးမှာကစားမှုတဲ့အတွေ့အကြုံလည်းရှိတယ်ယူနိုက်တက်နဲ့လည်းငကိုတဲကသတင်းထွက်ထားတဲ့အခါယူနိုက်တက်အသင်းကိုရောက်ဖို့အတွက်တော့အခြေအနေပိုပြီးရှိတယ်လို့ကျွန်တော်မြင်မိတယ်ဒါကျွန်တော်ရဲ့အမြင်ဆိုတော့ဘရန်ဒွိတ်ကိုရူဘင်အမော်ရင်ကိုတိုင်လည်းလူလူလာရှိပြီးပြောင်းရွှေ့ကြီးပေါင်တန်း90လောက်သုံးသွားမယ်လို့သိထားရပါတယ်အခုယူနိုက်တက်ရဲ့ defensive line မှာအခြေသွင်းမြင့်တဲ့ကစားသမားတွေရှိပါတယ်ဥပမာပြောရင် Matthias Delitt တို့เนาะကျွန်တော် Lee Cha တို့တို့တော့ အထက်ပို့ပြီးတောင့်တင်းအောင်ဒီဖန်နာကောင်းကောင်းတယောက်ကိုတော့ခေါ်ယူဖို့လိုအပ်ပါလိမ့်မယ်။ Vidalandlof တို့ Harry Maguire တို့စတဲ့ကစားသမားတွေကအသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်အသင်းမှာရေရှည်ဆက်အားကိုးဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ဒီချိန်မှာငယ်ရွယ်ပြိုမြင့်နုနယ်ပြီးငယ်ကုန်ရှိတဲ့ Brandwick ကတော့ United ရဲ့နောက်တန်းတနေရာမှာတင့်တော်မယ်လို့ကျွန်တော်ထင်တယ်။ United ကလည်းတမိုင်းစင်လာမှာအင်္ဂလန်သားတွေကိုခေါ်ယူခဲ့တဲ့ အစင်လာတွေရှိတဲ့အတွက်ကြောင့် Brandwick နဲ့ United တို့ရဲ့အပြောင်းရွှေ့ရဒီနှစ်နွေရာသီမှာတေချာပေါက်စောင့်ကြည့်ရဖို့ရှိတယ်။ဆိုတော့တခုပဲကျွန်တော်တို့စဉ်းစားရမှာ United အနေနဲ့ Brandwick ကိုငွေကြေးသုံးဆွဲမှုလုပ်ပါမလား။လုပ်နိုင်ပါတယ်။အသင်းရဲ့ကစားသမားတွေကိုလှည့်ထုတ်ရှင်းလင်းပြီးရရှိလာတဲ့ငွေကြေးအမောင်းပမာဏတွေနဲ့ဆိုရင် brandway ကိုသာမကပဲတခြားသောနေရာတွေမှာပါကစားသမားခေါ်ယူအားပြည့်မှုတွေလုံနိုင်ပါလိမ့်မယ်။ United မှာအရင်ကလေးသာတို့ လောက်ခပမာဏတွေမတော်မတရားပေးပြီးညှိနှိုင်းဆွေးနွေးခဲ့တဲ့ကစားသမားတွေကြံနေပါသေးတယ်။ဥမာပြောရင်တော့ကက်စမဲရူပေါ့ဒီနေ့ညရသည်ပြောင်းရွှေ့ကာလမှာကက်စကိုထုတ်နိုင်မယ်မာကတ်ရက်ဖို့အန်တနီစတဲ့ကစားသမားတွေကိုရောင်းနိုင်မယ်ဆိုရင်သူတို့ရဲ့ပြောင်းရွှေ့ခြင်းကိုပဲကြည့်လို့မရဘူး။သူတို့ကိုပေးနေရတဲ့လောက်ခပမာဏတွေကဘလောက်ထိတက်တာသွားမလဲဆိုတဲ့အပိုင်းမှာထက်ထွက်ဖို့လိုတယ်။ပြောင်းရွှေ့ခြေတွေကတော့သူတို့စီက ဘလောက်မှရမှာမဟုတ်ဘူးပေါ့ဗျာကက်စပယ်ရိုကိုဘယ်အသင်းကပေါင်တန်း40တန်း50ပေးတော့မလို့မာကတ်ရက်ဖူကတော့အများဆုံးရနိုင်တယ်အဒနီယိုလည်းရီယယ်ဘက်တစ်ကခေါ်ယူခြင်းနဲ့သို့ပေမဲ့အဲ့ဒီပြောင်းရွှေ့ခြေတွေအများကြီးမရဘူးဆိုရင်တော့မှသူတို့ရဲ့လောက်ကပမာဏတွေကနဲနဲနော်နော်မဟုတ်တဲ့အတွက်ကြောင့် United တို့သည်ဒီလောက်ကပမာဏတွေကို short ချနိုင်မယ်ဆိုရင်အမောင့်အများကြီးတက်လာဖို့ရှိတယ် Brandwick က United အနေနဲ့ခေါ်ယူသင့်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ကတော့ Brandwick နဲ့ United တို့ရဲ့သတင်းတွေပေါ်မှာယုံကြည်မှုရှိပါတယ်ခင်ဗျကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Team Talk ကနေဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Aston Villa အသင်းကအခုဇန်နဝါရီပြောင်းရွှေ့ကာလမှာအငှားနဲ့ခေါ်ယူထားတဲ့ Marcus Rashford ကိုနွေရာသီအပြောင်းရွှေ့ကာလရောက်ရင် အပြတ်ဝယ်ယူခွင့်ပါပါတယ်သူ့ကိုအပြတ်ဝယ်မယ်ဆိုရင်တော့ပေါင်တန်း၄၀နဲ့ ရွေးချယ်ဝယ်ယူခွင့်ရှိတယ်လို့သိရပါတယ်ခင်ဗျာဒါကတော့ငโกကလေးကသဘောတူညီပြီးသားတည်င်းပေါ့เนาะသို့တော်လဲ Aston Villa ကခေါ်နိုင်ကြီးရှိတယ်ဆိုတဲ့အပိုင်းလေးကိုဆက်လက်ဖော်ပြတာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်င်းထွက်ခဲ့ပါတယ် United က Marcus Rashford ကိုတောင်းထားတဲ့ပြောင်းရွှေ့ခြေထက် ပို့ပြီးတော့ဆက်လက်တောင်းဆိုမယ်ဆိုတဲ့တည်င်းမျိုးပေါ့เนาะကျွန်တော်ကတော့အခုပေါင်တန်း40ထက်ပို့ပြီး Marcus Rashford ကိုတောင်းလို့ရမယ်မထင်ဘူး ဘာကြောင့်လဲခုနကကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေကြောင့်ပါ Okay Rashford ကိုပေးချင်နေရတဲ့လောက်ကပမာဏတပတ်ကိုပေါင်တသိန်းခွဲလောက်ပဲရှိတယ်ဆိုရင်ပြဿနာမဟုတ်ဘူးပေါင်တန်း90လောက်တောင်းရင်တောင်းလို့ရရဗျတန်း90တန်း60စသဖြင့်မတော်တော်3သိန်းခွဲဝင်းကျင်လောက် မတော်မတရားကြီးပေးထားတဲ့အခါကျတော့ဒီလောက်ကပမာဏကိုဆွေးနွေးညှိနှိုင်းမယ်ဆိုရင်တော့ Aston Villa အနေနဲ့မနေ့ဆွေးနွေးညှိနှိုင်းမှုရှိတယ်အဲ့တော့တခုကကိုင်းကျွန်းပြီးကျွန်းကိုင်းမိနေတာဆက်ဆက်နေတာယူနိုက်တက်ဒီပြောင်းရွှေ့ခြင်းအမောက်ပမာဏကိုတိုးမတောင်းမဲ့ သူတို့တောင်းဆိုထားတဲ့တန်း40နဲ့ညနိုင်းဆွေးနွေးမှသာလျှင်တစ်ဖက်မှာလည်း market threshold ရဲ့လောက်ခပမာဏနဲ့အနီးဆက်ဆုံးကို Aston Villa ကပေးချေနိုင်ပါလိမ့်မယ်။အခု Rashford က Aston Villa မှာတကူမှမသွင်းသေးဘူးဆိုပေမဲ့လည်းဖန်တီးမှု၄ချိန်လုတ်ပေးထားတဲ့ကစားသမားဖြစ်တယ်လို့ image ရှိတဲ့ကစားသမားလေးဖြစ်ပါတယ်။ Now Aston Villa ပြိုင်ပွဲတွေကိုပြိုင်ဖို့အတွက်တလန်းနေတဲ့အတွက်ကြောင့် Rashford လိုကစားသမားမျိုးကိုပေါင်တန်း40နဲ့ရမယ်ဆိုရင်လည်းသူတို့အသင်းတို့ကမစိုးဘူးလို့တော့ကျွန်တော်ယူဆပါတယ်။အကုန်လုံးကတော့ win-win situation ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တက်ဆာရမီဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုလေးကိုကူညီပေးမှုထားတဲ့ walking မှာ walking မှာ one expert ကိုလည်းကစားလို့ရပြီ promo code ဖြစ်တဲ့ FPG အကြီးစလုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျဒီတက်ပို့ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ဘာဘာနံပါတ်963လုံး39လုံးကိုဆက်သွယ်ဆုံးသမ်းမေးမြန်းနိုင်ပါတယ်ကဲဒီတကောက်ဆွေးနွေးချင်တဲ့သတင်းကတော့ the sun နေပေါ်ပြထားတဲ့ newcastle နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် newcastle အသင်းကဘုံမောင်းနဲ့စပိန်လူရွေးစဉ်နောက်ခံကစားသမား din huge san ကို ဒီနေ့ညရာဒီမှာနံပါတ်1ပြစ်မှတ်အဖြစ်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ယူဆန်ကတော့ကြာလီခေါ်ရခက်လေပဲ။တကယ်ကြီးမိုက်တဲ့ကစားသမား။အဲ့တော့ကြောင့်ဒီမျက်မှောက်ခင်မော်ဒန်ဘောလုံးလောကမှာကစားသမားခေါ်ယူရောင်းချရေးကအမတန်အမတန်အရေးပါတယ်လို့ပြောတာပါ။အသင်းအတွက်အထောက်အကူပြုုံတာမကဘဲနဲ့အသင်းရဲ့ဘန်နာရေးပိုင်းဆိုင်ရာပါတစ်ချက်သေးနဲ့အများကြီးတိုးတက်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိလို့ပါ။ဘာကြောင့်တော့ယူဆန်ကိုဘုံမောက်ကဒီနှစ်မှာမှ ယူဗန်နက်စ်ကခေါ်ခဲ့တာဗျပြောင်းရွှေ့ကြီးမြများစာတုံးခဲ့ရတော့မဟုတ်ဘူးထိုက်တဲ့နဲ့အလျောက်တော့တုံးခဲ့ရတယ်ပေါ့ဗျာတိုးတော့အခုချိန်မှာဟျူဆန်ကိုပြန်ရောက်ရင်နှစ်ဆလောက်အနည်းဆုံးရနိုင်ပြီဖြစ်ပါတယ်ဆိုတော့ယူဆန်ကိုခေါ်ဂျင်နေတဲ့ကလပ်တင်းနေတဲ့မှာ Chelsea, Real Madrid စတဲ့ကလပ်တွေလည်းပါတယ်လို့တလောတော့ကလည်း Liverpool နဲ့တောင်သတင်းထွက်လိုက်ပါသေးတယ်ဒါကရှေ့ပြေးသတင်းတွေထွက်ထားလို့ကျွန်တော်သိရတဲ့အသင်းတွေပဲရှိသေးတယ်နောက်ွယ်မှာဟျူဆန်ကိုခိုးပြီးလိုက်နိုင်တဲ့အသင်းတွေအများကြီးရှိတယ် ဘောလုံးကလပ်သင်းတွေဆိုတာသူတို့ဖော်ပြခြင်းတဲ့သတင်းတွေဒါဖော်ပြတာမဖော်ပြခြင်းတဲ့သတင်းဆိုရင်လုံးဝကွက်ပြချယ်ဆီကဂျီယိုဗန်နီကွင်းနာကိုခေါ်သွားတယ်အကွက်ကိုပဲကြည့်လိုက်အဲ့တို့ကြောင့်ယူဇန်လိုမျိုးခေါ်ခြင်းစရာကစားသမားလေးကိုအခုနျူကာဆယ်အပြင် Real Madrid Chelsea နောက်ဆုံးပြ Manchester United တို့ Arsenal တို့တော့ပါကောင်းပါလာနေတယ်ဒါ for example ပြောပြတာနော်အဲ့တော့ယူဇန်ကလက်ရှိအချိန်မှာဘောပလင်းရတဲ့ defender တယောက်ဖြစ်တယ်။ modern ball လုံးလောက်ကနီးပြူဟာဘိုင်းနေမှာဆိုရင် defender တွေကလည်း attacking action တွေကောင်းဖို့လိုတယ်ကျွန်တော် striker တွေကလည်း defensive action တွေကောင်းဖို့လိုတယ်ထိုက်တဲ့နဲ့အလျောက်ပေါ့ဗျာ striker ကတော့ defender တယောက်လိုတော့ share ကောင်းနေကြရမလို့ပေါ့တိုက်စစ်မှုဆိုလည်း pressing ပေးရမယ်ခံစစ်မှုဆိုရင်လည်း ball playing ကိုကောင်းဖို့တော့လုပ်နိုင်ရမယ်အခုဘုံမောက်အသင်းရဲ့တဲချက်ကိုကြည့်လိုက်တကယ်တမ်း ball playing လုပ်ပြီးတော့စဘလုံးခွဲပေးတဲ့နေရာ ਈ ဒီစဘာညီနဲ့ယူဆန်စတဲ့ CB နှစ်နေရာဖြစ်ပါတယ်အဲ့အတွက်ကြောင့် ီဟူဆန်ဆိုတဲ့ချာတိတ်လေးကိုကလပ်တင်းအားလုံးကလိုချင်နေတာလည်းဖြစ်ပါတယ်။မော်ဒန်ဘောလုံးတို့ကနီးစနစ်ပါအရန်ကိုလိုက်ဖက်လွန်းလာတဲ့ပလေယာတယောက်ဖြစ်ပါတယ်။နယူကက်ဆယ်အတင်းကတော့နောက်ခံစားသမားတွေအသက်အရွယ်တခုကြီးရင်လာမှုနဲ့အတူယူဆန်မမဟုတ်ဘူးနောက်ထပ်ဒက်ဖန်နာကောင်းတယောက်ကိုလည်းခေါ်ဦးသိမ်းပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားကြပါရစေ။ဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။